မိဘပြည်သူများရှင်ဒီနေ့မှာတော့မိဘပြည်သူများအတွက်လည်းအကျိုးရှိကျမလည်းပြောခြင်းမိဘပြည်သူများလည်းကြားခြင်းအဲ့ဒီသတင်းလေးကိုကျမအယုံဆုံးပြောပြပေးပါမယ်ရှင်။အဲ့ဒါကတော့လွန်ခဲ့တဲ့ရက်ပိုင်းတည်းကဆိုရင်တရားမဝင် license မဲ့ရှင်တွေကိုဖမ်းဆီးရဲ့ကိစ္စတွေကနိုင်ငံအဟွမ်းမှာဖြစ်ပေါ်ခဲ့ပါရှင့်။ဒါကလည်းနိုင်ငံတော်ရဲ့ဥပဒေဖြစ်တဲ့အတွက်ကျမတို့ကလွန်ဆန်နိုင်ခြင်းမရှိဘူးပေါ့ရှင်ဒီလိုခါမှာဖမ်းဆီးတဲ့ခါမှာပြည်သူတွေရဲ့အတန်တွေကလည်းမြောင်များစွာတက်လာပါတယ် ဒီချိန်မှာနိုင်ငံတော်အနေနဲ့ကပြည်သူအတန်ကိုနားထောင်ရတယ်ဆိုတာနဲ့အညီပြည်သူအတန်နားထောင်ပြီးရခါမှာဆိုရင်အစီအမံလေးတစ်ခုလည်းချမှတ်လိုက်တော့မြင်တွေ့ရပါရှင့်ပြောင်းလဲမှုတွေတစ်ခုဖြစ်သွားခဲ့တာပေါ့နော်ဒီစီမံကိန်းနဲ့ဗန်တိုင်းဝန်ထမ်းကနေပြီးတော့အကောက်ခွန်နှုန်းဥပဒေကိုထပ်ပြီးတော့ထုတ်လိုက်ပါရှင့်အကောက်ခွန်လေးတွေ short ချပေးလိုက်တာပါထုတ်လိုက်တာကတော့ဇွန်လ၄ရက်နေ့ကထုတ်လိုက်တာဖြစ်ပါရှင့်တီးဝိုင်းပြန်လဲကောင်းမွန်လာစေရန်နဲ့တီရွင်းအသေးစားငွေစားအလတ်စားစီးဝိုင်းလုပ်ငန်းရှင်တွေထောက်ပံ့ပြုစေဖို့အတွက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့ ပြည်တွင်းမှာထုတ်လုပ်မဲ့လောင်စာဆီသုံးရင်များ CMI knockdown စနစ် SKD စနစ်နဲ့ completely knockdown စနစ် CKD စနစ်တို့နဲ့တင်သွင်းခြင်းအတွက်အကောက်ခွန်နှုတ်သားများကိုဆက်လက်ပြီးအောက်ပါတိုင်းထိရှုပ်ဝင်ပြုလိုက်ပါတယ်ဆိုပြီးတော့ဇယားလေးနဲ့ပေါ်ပြထားပါတယ်ရှင်ကျွန်မခုပြသထားတဲ့စာလေးဖြစ်ပါရှင် DM မှာဆိုရင်ယင်မျိုးစားတွေပေါ့နော်မော်တော်ယင်တွေပါတယ်ပြီးတော့သုံးဘိန်းမော်တော်ဆိုင်ကယ်တွေပါတယ်ဘတ်ကားတွေပါတယ်ထရက်ကားတွေပါတယ်မော်တော်ဆိုင်ကယ်တွေပါပါရှင့် အဲ့ဒီမှာမှာ MCT 2020မှာကောက်ခံတဲ့နှုံးပေါ့နော်။ရာခိုင်နှုန်းကဆိုရင် CPU ကောက်ခံမှု, SKD ကောက်ခံမှု, CKD ကောက်ခံမှုပေါ့နော်။အဲ့ဒီအမျိုးအစားသုံးခုမှာဆိုရင် CPU ကောက်ခံမှုကတော့ရာခိုင်နှုန်းအများဆုံးပေါ့ရှင့်။အခုဖြေလျှော့လိုက်တာကတော့ SKD နဲ့ CKD အမျိုးအစားနှစ်ခုကိုဖြေလျှော့လိုက်တာဖြစ်ပါရှင့်။ CPU အမျိုးအစားကတော့ဖြေလျှော့ခြင်းမရှိပါဘူးရှင့်။ CPU ဆိုတာကတော့မိဘပြည်သူတို့သိတဲ့အတိုင်းပါပဲ။ CPU စနစ်နဲ့တင်သွင်းတဲ့ကားတွေဆိုတော့ကတကယ် brand new ကားတွေပေါ့နော်။နိုင်ငံခြားကတကယ် brand new ကားတွေဖြစ်တဲ့အတွက်ဒီလိုကားတွေကတော့အခွန်နှုန်းက မြင့်နေဆိုတာကတော့ဒါအခြေခံလူပြည်သူတွေအတွက်ကတော့ထိခိုက်မှုမရှိပါဘူး။ဒါကြောင့် CPU အမျိုးအစားတွေကိုအကောက်ခွန်လျှော့ခြင်းမလျှော့ခြင်းကတော့ပြည်သူတွေအတွက်ဘာမှပြဿနာမရှိဘူးပေါ့နော်ပြောရမယ်ဆိုတော့အဲ့တော့အခုလဲ CPU ကားတွေကိုမလျှော့ထားပါဘူးရှင်အကောက်ခွန်မလျှော့ထားဘူး SKD စနစ်နဲ့တင်သွင်းတဲ့ကားတွေနဲ့ CKD စနစ်နဲ့တင်သွင်းတဲ့ကားတွေကိုပဲလျှော့ထားပေးပါရှင်။ အဲ့ဒီမှာမော်တော်ဆိုင်ကယ်ပေါ့အဓိကအခုပြဿနာတက်နေလာမော်တော်ဆိုင်ကယ်ပဲလေမော်တော်ဆိုင်ကယ်ဆိုတော့သိရတိုင်းပဲရှင့်ကားလို့မဟုတ်ဘူးသူကလွယ်လွယ်ကူကူအသုံးပြုလို့ရတာပေါ့နော်ကျမတို့နယ်မှာရှိရမိဘရယ်ဆိုရလို့ပဲမော်တော်ဆိုင်ကယ်လေးနဲ့ပဲကလေးတွေကိုအကြောင်းကျို့အကြောင်းပို့လောက်ရတာပေါ့နော်အခုဒီလိုဖန်းစီရဲ့ကိစ္စဖြစ်တဲ့အခါကျတော့ကလေးရဲ့အကြောင်းတက်တဲ့ကိစ္စချို့သူဝန်ထမ်းတွေပေါ့နော်အလုပ်သွားတာကျောင်းဆရာဆရာမတွေကျောင်းသွားဖို့တော့မှခက်ခဲတယ်ရှင့်အဲ့လိုမျိုးလေးရှိလာတာပေါ့နော်ဒီပြဿနာတွေအခုမြေပြင်မှာတော်တော်ဖြစ်နေကြတာရှင့်ဒါမော်တော်ဆိုင်ကယ်ကို ရှော့ချလိုက်တာက SKD စနစ်နဲ့တည်သွင်းလာတဲ့မော်တော်ဆိုင်ကယ်ဆိုရင်ပထမကောက်တာက300ခိုင်တော့ဝင်ဝင်ကိုကောက်ခဲ့တာချက်အခုကျတော့တိတိမ500ခိုင်တော့ဆိုတော့အခွန်တဝက်တိတိရှော့ချလိုက်တာဖြစ်ပါတယ် CKD လည်းတူတူပါပဲရှင့်အခွန်တဝက်တိရှော့ချလိုက်ပါတယ်ဒါကြောင့်ရှေ့လျှောက်ဆိုရင်တော့ SKD စနစ်နဲ့ CKD စနစ်ပေါ့နော်အဲ့စနစ်နှစ်ခုနဲ့တင်သွင်းတဲ့ကားတွေ సై ကယ်တွေယင်စီယင်တွေပေါ့နော်ယင်တွေဟာဆိုရင် ဈေးနှုန်းတွေကျတာမှာဖြစ်ပါရဲ့ရှင်။ဒါပေမဲ့ CPU စနစ်နဲ့တင်သွင်းတဲ့တကယ် brand new car တွေကတော့ဈေးနှုန်းကျမှာမဟုတ်ပါဘူး။သူတို့တွေဈေးမကျလို့လည်းအခြေခံပြည်သူပြပြဿနာမရှိဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီဟာကြီးကြတကယ်ကိုတထေးတွေပဲစီးနိုင်တဲ့ကားတွေဖြစ်တဲ့အတွက်တထေးတွေကိုပဲရောင်းမှန်ဈေးနဲ့ပဲဖြစ်နေတာတင့်တော်ပါရဲ့ရှင်။အဲ့လိုအလိုပြောရမှာပေါ့နော်။ဒီတော့ loss ရမှာဆိုတော့နောက်ဆိုရင် motor cycle တွေအင်းစည်းကားလေးတွေဈေးတော့အနည်းငယ်ကျလာမှာဖြစ်ပါရဲ့ရှင်။ဒါဈေးကွက်ပြန်ဆိုင်မှုကတော့သူတို့ကသူတို့ရှိမှာပေါ့နော်။ပြည်သူတွေအတွက်ကတော့နည်းနည်းတတ်တာချောင်းချီသွားတာပေါ့ရှင်။ဒါပေမဲ့ကျွန်မအနေနဲ့တင်ပြချင်တာလေးကတော့အရှိပိုင်းမှာပေါ့နော်။ ပြည်သူတွေရဲ့ cycle တွေစုတော်တော်များဖန်းစည်းခံလိုက်ရပြီတချို့ဆို cycle မရှိတော့တဲ့အတွက်ကြောင်းသွားဖို့ခက်ခဲတယ်ရုံးသွားဖို့ခက်ခဲတယ်အချို့တွေဆိုရင်ဒီ cycle လေးရှိမှအလုပ်ခွင့်ငန်းခွင့်ကိုသွားပြီးတော့မိသားစုစာဝင်နေရတဲ့အတွက်ကိုဖြေရှင်းရတဲ့ကိစ္စလေးပေါ့နော်ဒီတော့ cycle မရှိတဲ့အခါမှာတော်တော်ဒုက္ခရောက်ပါတယ် cycle တော်တော်များများပေါ့နော်တချို့ motor ရှင်တွေလည်းနိုင်ငံတော်အစိုးရအနေနဲ့အခုဆိုဖန်းစည်းပြီးသွားပြီရှင့်ဖန်းစည်းပြီးပြီလက်ဝယ်ရှိပြီဖြစ်တဲ့အတွက် ျမတို့အနေနဲ့ပေါ့နော်ဒါဟိုဖြစ်နိုင်ရည်ရှိခြင်းမရှိခြင်းထက်ပြည်သူတွေလိုလားချက်လေးပေါ့ရှင့်အဲ့ဒါကတော့အခုဆိုရင်အခွန်တွေလဲ short ချလိုက်ပြီဖြစ်တဲ့အတွက်အဲ့ဒီအခွန်နှုံးနဲ့တိုက်ညီတဲ့ကျမတို့ဒီ license ဝင်တဲ့ကိစ္စလေးပေါ့အဲ့ဒါလေးစီမံပေးမယ်ဆိုမသိမ့်တော်ဘူးလားလို့တော့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင့်ဒီလိုလေးစီမံပေးမယ်ဆိုရင်မိဘပြည်သူတွေလည်းကိုယ့်ရဲ့ cycle စုံရှုံခြင်းမရှိတော့ဘူးနိုင်ငံတော်လည်းအခွင့်ရတာပေါ့ရှင့် ီတစ်ချိန်ကိုတော့အတိုင်းပြည်ရဲ့အခြေအနေပေါ့နော်မိဘပြည်သူတွေရဲ့အခြေအနေလေးကိုထောက်ရှုပြီးတော့ဒီလိုမျိုးလေးတဆင့်လေးရှော့ပေးမယ်ဆိုတော့တင့်တော်ပါရဲ့ရှင့်ဒါလေးလည်းကျွန်မအနေနဲ့အကြံပြုတင်ဆက်ချင်ပါသေးရှင်ကျွန်မတို့နိုင်ငံမှာတစ်ခါကျရင်ဒီလိုပါပဲရှင့်နိုင်ငံတော်ကလှုပ်ဝှက်ချင်တဲ့ကိစ္စလေးရှိရဲလှုပ်ရတဲ့အကြောင်းရင်းတွေလည်းနိုင်ငံတော်မှာရှိရဲရှင့်တရားပွင့်စိုက်ကယ်ဒီကားတွေမြန်မာနိုင်ငံထဲမှာများပြားနေတာကနိုင်ငံတော်အခွန်ထိခိုက်တယ်။အကြမ်းဖက်သမားတွေကဒီပစ္စည်းတွေအသုံးပြုပြီးတော့တရားမဝင်မို့လို့လိုင်စင်မရှိတဲ့ကားတွေစိုက်ကယ်တွေအသုံးပြုပြီးကြမ်းဖက်လက်ရွက်တွေလုတ်တယ်။ ဒါတွေကကျမတို့လက်ရှိရင်ဆိုင်နေရတဲ့အရာတွေပေါ့နော်ဒီတော့ဒါတွေအားလုံးကိုလုတ်ကင်ဖို့အတွက်ကနိုင်ငံတော်ကလည်းသူအစီအမံလုပ်ရတယ်အစီအမံလုပ်ရတာနဲ့အညီပေါ့နော်အစီအမံနဲ့ဥပဒေဆိုတာကပစ္စည်းတစ်ခုဒါထက်ထက်နဲ့ပိုင်းချလိုက်လို့ပဲအားလုံးတိကျနေပြတ်သွားတာရှင်ဘယ်သူမှငါတော့ကြံခဲ့မယ်ဆိုပြီးလုပ်လို့မရဘူးပေါ့နော်ဒီတော့စိုးကျိုးဖြစ်သွားတဲ့သူတွေလည်းရှိပါတယ်ဒီလိုအခြေအနေကိုပြည်သူအတန်အလီနဲ့ဖြစ်လာတဲ့အခါမှာကျမတို့မီဒီယာတွေကတင်ပြတယ်။ဒါကျမတို့ကဒါဒီမိုကရေစီစနစ်မဟုတ်လို့ကျမတို့မီဒီယာတွေအလုပ်ကိုလုပ်ရတာပေါ့နော်။ မကြခင်မှာဒီမိုကရေစီစနစ်ဖြစ်လာမယ်လွှတ်တော်ကြီးပေါ်လာမယ်ဆိုရင်ပြည်သူအတန်တွေကလွှတ်တော်အနေတင်ပြကြမှာရှင်အခြေချိုင်ပို့ပြီးနီးစနစ်တကျနဲ့ပို့ပြီးတော့နိုင်ငံတော်အတွက်အကျိုးရှိတာတင်ပြနိုင်မှာပါအခုကတော့ကျမတို့လောက်ရတာပါရှင်အဲ့တော့ကျမတို့ရဲ့ပြည်သူအတန်တွေကိုနိုင်ငံတော်ကလည်းနားထောင်ပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင် နိုင်ငံတော်ကလည်းပြည်သူတွေအတွက်ကိုတက်ညာစွာနဲ့လောက်ကင်ပေးတာအခုလိုပြည်သူအတန်တွေနားထောင်ပြီးတော့တချို့မူဝါဒလေးတွေကိုပြောင်းလဲပြင်ဆင်ပေးတာလေးကိုကျွန်တော်တို့ကြိုဆိုပါရချက်ဒီလိုပါပဲပြည်သူတွေအနေနဲ့ကလည်းနိုင်ငံတော်အစိုးရလှုပ်ဆောင်ချက်တွေမှာစီးနှံကန်းနဲ့လိုက်ပါလှုပ်ဆောင်နိုင်အောင်လို့ကိုကိုတိုင်းကဥပဒေပေါင်းထဲမှာစီကံပေါင်းထဲမှာနေထိုင်ကြဖို့အတွက်လည်းကျွန်မတိုက်တွန်းချက်ပါရချက်ဒီတော့မှအားလုံးကိုဘေးရွက်ဆိုးကျိုးနဲ့စွာနဲ့ကျမတို့ကနိုင်ငံတော်တွေဆောက်ရုပ်လောက်ကနေမှဖြစ်ပါရှင်။ကျမတို့အားလုံးလိုလားတောင်းတတာကကျမတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီးအေဂျင်တာဟုတ်လည်းမဟုတ်လားရှင့်။ဒါဆိုရင်တော့ကျမတို့အားလုံးကဆွဲရှိရှိနဲ့ တူဦးနဲ့တူနားလည်းမရှိရှိနဲ့တာဖြတ်တန်းမှာဖြစ်ပါရှင့်မိဘပြည်သူများရှင့်ကျမတို့ကနေ့စဉ်နေ့တိုင်းပေါ့နော်ကိုတင်ဆက်ရှင်တဲ့တဲ့လည်းတင်ဆက်သလိုမိဘပြည်သူတွေသိကျင်တဲ့တဲ့လေးတွေရှာဖွေပြီးတင်ဆက်ပေးရပါရှင့်ကျမခုပြောပြမှာကမိဘပြည်သူတွေသိကျင်လို့ကျမမာမေးထားကြတဲ့တဲ့လေးဖြစ်ပါတယ်အဲ့ဒီတဲ့လေးကိုကျမ CNN သတင်းဌာနနေပြီးတော့ပေါ်ပြထားတဲ့တဲ့လေးနဲ့ချိတ်ဆက်ပြီးတော့တင်ဆက်ပေးပါမယ်ရှင့်အဲ့တော့အမေရိကန်နိုင်ငံကကျမတို့မြန်မာနိုင်ငံသားတွေကိုပြည်ဝင်ခွင့်ပိတ်လိုက်တဲ့ကိစ္စလေးလေဒီဒီမနက်ကနေစပြီးတော့တော်တော်ကြွားထနေရပါတော့အရင်အသိကျင်နေကြတယ် အဓိကတော့မြန်မာနိုင်ငံမှာရှိရမိဘပြည်သူတွေမှာဘယ်လိုမျိုးတက်ရောက်မှုတွေရှိနိုင်လဲအမေရိကန်မှာလက်ရှိနေထိုင်နေတဲ့သူတွေစီကိုဘယ်လိုတက်ရောက်မှုတွေဖြစ်နိုင်လဲဆိုတာလေးသိချင်တာပါရှင်အဲ့လေးကျွန်မပြောပြပေးပါမယ်နော် အခုဒီမနက်ကဆိုရင်ဒီ CNN သတင်းဌာနကကြေညာသွားပါရှင့်အဲ့ဒါပါလဲဆိုတော့အမေရိကန်နိုင်ငံရဲ့လုံခြုံရေးနဲ့မျိုးသားအန္တရာယ်ကာကွယ်မူဝါဒအရမြန်မာအပါအဝင်နိုင်ငံပေါင်း16နိုင်ငံကနိုင်ငံသားတွေကိုအမေရိကန်နိုင်ငံကိုခရီးသွားလာဝင်ရောက်ခွင့်အတားမြစ်လိုက်ပါရှင့်ဒါကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနေပြီးတော့လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါပြီရှင့်အမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်ပိတ်ပင်ခံရတဲ့နိုင်ငံပေါ်တော့နိုင်ငံ12ခုရှိရဲ့ရှင့်နောက်ထပ်နိုင်ငံ9ခုကကြတော့သူကတန့်တက်ခံရတဲ့နိုင်ငံပဲ အလုံးဝအပီးပိတ်ခံရတဲ့နိုင်ငံ12ခုထဲမှာမြန်မာနိုင်ငံပါတယ်ရှင့်ပါရမြန်မာရဲ့အာဂန်နက်စကန်ပေါ့နော်ကွန်ဂိုတမရနိုင်ငံဆက်သက်ဖြစ်ပေါ့ရှင့်ဒါသူများနိုင်ငံတွေဆိုထားလိုက်ပါတော့ကျွန်မတို့မဆိုင်ဘူးပေါ့နော်ဒီတော့အဓိကတော့မြန်မာပါတယ်ပေါ့ရှင့်မြန်မာပါတယ်အဲမြန်မာပါတဲ့အခါမှာကျမတို့မြန်မာတွေပုံမှာဘလို့တိုက်ရမှုတွေရှိလာလဲဆိုတာကိုကျမတပိုင်းချင်းစီသိချာလေးရှင်းပြပါမယ်ရှင့်ဒီအမိတ်ဟာဆိုရင်အမေရိကန်နိုင်ငံမှာအများအားနေထိုင်ခွင့်ပေါ့နော် green card ရရှိရတဲ့သူတွေရယ်ပြီးတော့ဒီအမိတ် မထုတ်ခင်အရှိပိုင်းမှာဗောနောဗီဇာခွင့်ပြုချက်ရထားပြီးတဲ့သူတွေပြီးတော့အမေရိကန်နိုင်ငံတွေခွင့်ပြုထားတဲ့သူတွေတရုတ်ခွင့်ပြုထားတယ်ဆိုတာတန်တမန်တို့ကုလသမဂ္ဂဝန်ထမ်းတို့စသဖြင့်ဗောနောအဲ့ဒီသူတွေကိုတော့ကန့်တတ်ခြင်းမရှိပါဘူးရှင့်ဒီလူတွေကတော့ဘုံနေကြနေနေပဲဖြစ်ပါတယ်နေလို့ရပါတယ်ရှင့် ပြီးတော့ဒီမိတ်ကနေပြီးတော့ချက်ချင်းအာနာတက်ရောက်มาဖြစ်တယ်။ဘယ်ချိန်မှာပြန်ပြီးရုပ်သိမ်းမယ်ဆိုတာကတော့ဘယ်သူမှမသိနိုင်တဲ့ကိစ္စပါပဲရှင့်။ဒီတော့ကျွန်မအနေနဲ့အခုရှင်းပြမှာတော့အမေရိကန်နိုင်ငံကအဲ့လိုထုတ်လိုက်တဲ့ကိစ္စပေါ်မှာပထမဆုံးတက်ရောက်မှုအနေနဲ့ကျွန်မမျက်စိရဖောင်ပြင်းနေလဲရှင့်။ကျွန်မသိနေတယ်ကျွန်မမိဘပြည်သူများစိတ်တဲ့နှလုံးသားတွေကိုမြင်နေရဲ့ရှင့်။အမေရိကန်မှာရောက်ရှိနေတဲ့မြန်မာတွေဘလို့ဖြစ်မှာလဲဆိုတော့သိကြနေရမို့လား။ကျွန်မအဲ့ဒါရှာထားတယ်ရှင့်။အဲ့တော့အပိုင်း၃ပိုင်းခွဲပြီးပြောအောင်ပါဗောနော်။အမေရိကန်မှာရောက်ရှိနေထိုင်နေတဲ့သူရဲ့ သူက refugee ပေါ့ရှင်ပြောလို့ဒုက္ခတဲ့ပေါ့ဒုက္ခတဲ့ visa ရပြီးတဲ့သူတွေရှိတယ်။ဒုတိယတစ်ပိုင်းကကြတော့သူကဒုက္ခတဲ့ visa မရသေးဘူး။ဒါပေမဲ့အမေရိကန်နိုင်ငံကိုရောက်နေပြီးပြီ။သူတို့ရှောက်ထားစေပေါ့ဟိုဘယ်လိုပြောရမလဲစစ်ဆေးစဲကာလာရောက်နေတဲ့သူရှိတယ်။နောက်တစ်ခုကကြတော့အမေရိကန်နိုင်ငံကိုမရောက်သေးဘူး။ထိုင်းလိုပါလို့တတိယနိုင်ငံပေါ့နော်။ထိုင်းလိုအဲ့လိုနိုင်ငံတွေမှာပေါ့ရှင်စောင့်ပြီးတော့အမေရိကန်နိုင်ငံကိုဒုက္ခတဲ့အနေနဲ့နိုင်ငံရေးခုံလုံးကိုအနေနဲ့ရှောက်ထားဖို့အတွက်စောင့်နေအုပ်စုအဲ့အုပ်စုသုံးစုရှိတယ်။အဲ့ဒီအုပ်စုသုံးစုမှာမှာအမေရိကန်နိုင်ငံကိုရောက်သွားပြီးဒုက္ခတဲ့အနေနဲ့လေသူက ခွင့်ပြုချက်ရပြီးပြီပေါ့နော်အဲ refugee နေနဲ့ရပြီးပြီတဲ့သူတွေကြတော့ဒီဟာထိခိုက်မှုမရှိဘူးရှင့်။ဘာကြောင့်လဲဆိုတော့ဒီမူဝါဒမထုတ်ခင်ဒီမိတ်မထုတ်ခင်အရှိမလုံထားပြီတာဖြစ်တဲ့အတွက်ဒီဟာတော့သူကပယ်ဖြတ်ခြင်းမရှိဘူး။အရှိကနေပြီးတော့စောရသွားတဲ့သူတွေနည်းနည်းကံကောင်းသွားတာပေါ့ရှင့်။ကျွအမေရိကန်နိုင်ငံကိုရောက်ပြီးတော့ refugee အတွက်ကိုစောင့်မျှော်နေတဲ့သူတွေကတော့ကံမကောင်းတာရောရှင့်အဲ့ဒီမှာသူတို့စစ်ဆေးလို့ ဒုက္ခတဲ့အနေနဲ့တို့လက်မခံဘူးနိုင်ငံရေးခုံလုံးခွင့်မပေးတော့ဘူးဆိုရင်ဒီလူတွေကိုမြန်မာပြည်ပြန်ပို့မလားအခြားနိုင်ငံသွားမလားဆိုတာကတို့နဲ့အဲ့ဒီနိုင်ငံအမေရိကန်နိုင်ငံနဲ့ကြားထဲမှာရွေးချယ်ရမယ့်ကိစ္စဖြစ်လာလိမ့်မယ်ရှင့်နောက်ထပ်အုပ်စုအားကြတော့အမေရိကန်ပြန်မပေါ့နော်တတိယနိုင်ငံမှာခုံလုံးဥပမာထိုင်းပေါ့ရှင်ထိုင်းနယ်စပ်မဲဆောက်တို့ဘာလို့မှစောက်ပြီးတော့အမေရိကန်နိုင်ငံသွားဖို့အတွက်ကို refugee ရှောက်ထားတဲ့သူတွေရှိတယ်အဲ့ဒီလူတွေအတွက်ကတော့မျောလင်းချက်မရှိတော့တော့ဖြစ်သွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မူဝါဒပြောင်းသွားပြီဖြစ်တဲ့အတွက်နောက်ထပ်အစ်စ်အစ်စ်တော့ ဒုက္ခတဲ့ခုံလုံခွင့်နဲ့နိုင်ငံရေးခုံလုံခွင့်တွေကိုသူတို့ဟာဆိုရင်ဦးစားပေးပြီးတော့လက်ခံတော့မှာမဟုတ်ပါအောင်ရှင့်ဒီတော့အဲ့ဒီအမျိုးသားသုံးမျိုးမှာဆိုရင်တော့အမေရိကန်နိုင်ငံထဲကိုမရောက်သေးတဲ့သူတွေကတော့ဒုက္ခအများဆုံးပေါ့နော်ဟိုကလက်မခံတော့တဲ့အတွက်ဘယ်ကိုပြေးကြမှာလဲဆိုတာသူတို့စဉ်းစားမယ်ကိစ္စအဓိကမဲဆောက်ကအုပ်စုကိုစိတ်ပူရတာပေါ့ရှင့်အမေရိကန်နိုင်ငံကိုရောက်သွားပြီးရတဲ့သူတွေကတော့ပြဿနာမရှိပါတော့။ဒီလိုဒီလိုပြောင်းလဲမှုတွေရှိလာနိုင်တဲ့အတွက်ဒေါ်နယ်ထရန့်ကမဲနိုင်သွားပြီးကြတယ်ပြီးတော့ကြွကြွဆဆပြေးသွားရတဲ့သူတွေရှိရဲ့ရှင်မဲဆောက်ကနေလေ ်ဥရလူပဲပေါ့နော်ဥရလူပဲပြောမှာသူကလဲတယ်သူကအုံနောက်ရှိရဲ့တလားအုံနောက်ရှိရဲ့ဆိုတာအဓိကအချိတ်ဆက်ကောင်းတာပေါ့အချိတ်ဆက်ကောင်းတော့အဲနိုင်ငံရေးအခြေအနေတို့ပြောင်းတော့မယ်နော်ငါတို့တမနာတို့တို့ပြောင်းသွားပြီနော်ဒီတော့ refugee တွေကိုကန့်တက်လိုက်တဲ့ခါကျရင်နင်တို့မပါပဲနေမယ်နော်ဆိုပြီးတော့မြန်ဆန်ဆန်အချိတ်ဆက်ကောင်းကောင်းနဲ့ပြေးသွားတဲ့လူတွေတော့ရှိပါရှင့်မင်းသမီးတွေအစိုးရတွေတော့ပါပါတယ်ရှင့်သွားကန်ဒီတော့ဂျင်းထဲသွားသေးရဲ့ငိုယိုပြီးတော့ဂျင်းထဲသွားတဲ့သူတော့ရှိရဲ့ရှင်ဂျင်းနေတော့မိလိုက်ကြသေးရဲ့မို့လားအခုမှပြန်ပြောတော့မှာပဲကျမတို့ရည်စရာဖြစ်တယ်ရှင်သိလား ကျမတို့အရင်ကပြောထားကျမတို့ဆဲကြတယ်အခုကျတော့သိပြီမို့လားအဲ့လိုပဲပြောရတော့မယ်ပေါ့နော်ဒီတော့အဲ့ဒါကတော့အမေရိကန်နိုင်ငံကိုဘယ်ပေါက်ကဝင်ရမလဲဆိုပြီးချောင်းနေကြတဲ့သူတွေပြောင်းလဲလာနေတဲ့ကိစ္စလေးဖြစ်ပါရှင့်နောက်ထပ်တစ်ခုကကြတော့ကျမဒီပိုင်းတွေတော့စိတ်ပူတယ်အဲ့ဒါပါလဲဆိုတော့ကျမမြန်မာနိုင်ငံနေပြီးအမေရိကန်နိုင်ငံကိုနိုင်ငံရေးတဲ့မဟုတ်ပဲနဲ့ပညာသွားတင်တဲ့ចောင်းသားလေးတွေရှင့်ပညာကိုတကယ်လိုလားတဲ့ចောင်းသားလေးတွေအမေရိကန်နိုင်ငံမှာစတင်ဖို့အတွက်ကိုစူးစမ်းနေရရှိပါတယ်ဒီကလေးတွေဒီចောင်းသားတွေပေါ်လဲတက်ရောက်မှုတွေရှိလာနိုင်ပါရှင့်အဲ့ဒါလေးကိုကျမတေချာလေးပြောပြပါမယ် အတိကတော့ဒီဗီဇာရီဗီဇာလျှောက်ထား권ရန်ဆိုင်သွားနိုင်တယ်ရှင့်အမေရိကန်တန်ရောကနေပြီးတော့မြန်မာနိုင်ငံသားတွေအတွက်ကျောင်းဗီဇာပေါ့နော်ဖလှယ်ရေးပညာရေးဗီဇာထုတ်ပေးခြင်းတွေကိုယာယီရန်ဆိုင်ပစ်လိုက်နိုင်ပါတယ်ပြီးတော့လျှောက်လျှောက်ထားပြီးသားဗီဇာလျှောက်သွားတဲ့အင်တာဗျူးစောင့်ဆိုင်နေတဲ့သူတွေလည်းပယ်ဖြတ်တာတွေဆိုင်းငံ့တာတွေခံရနိုင်ပါတယ်ရှင့်ဒါလေးကတော့စိတ်မကောင်းစရာပါပဲရှင်။ကြောင်တက်မဲ့သူတွေအတွက်အခွင့်အလမ်းနေနေသွားတာပါရှင်။ဒါပေမဲ့လက်ရှိဗီဇာရရှိထားသူတွေတို့မဟုတ်ဘောနော်အမေရိကန်နိုင်ငံမှာလက်ရှိနေထိုင်ပြီးတော့ပညာသင်တဲ့လူငယ်တွေအတွက်ကတော့ ဒါကဖြားပြဿနာတော့မရှိပါဘူးရှင်ဒါပေမဲ့ကျွန်မပထမတစ်ခုလိုပါပဲအမေရိကန်နိုင်ငံနေပြီးတော့အခြားနိုင်ငံကိုခရီးထွက်တာမှကိုယ့်နိုင်ငံကိုအလဲပြန်လာတာမျိုးဆိုတော့မှာပေါ့နော်သူတို့နိုင်ငံကိုပြန်ဝင်တဲ့အချိန်ကျလို့ရှင်တော့ပုံမှန်ထက်စစ်ဆေးမှုတွေပုံမှန်ကျမှတ်နိုင်ပါရှင်မြန်မာနိုင်ငံသားဖြစ်တယ်ဆိုရင်ကိုသူတို့တတိယချာချာစစ်ဆေးပြီးမှသာလက်ခံတော့မှာဖြစ်ပါရှင်ပြီးတော့နောက်ထပ်ဒီចောင်းသားတွေပုံမှန်တက်ရောက်လာနေတဲ့အချက်တစ်ခုရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ မြန်မာနိုင်ငံအချို့အကြောင်းသားတွေကပေါ့နော်မြန်မာနိုင်ငံဓာတ်ရက်လျှောက်တာမဟုတ်ဘဲနဲ့ဘယ်လိုပွေဝိုက်ပြီးလျှောက်တာရှိရဲတတိယနိုင်ငံတွေလျှောက်တာရှိရဲဥပမာထိုင်းတို့မလေးရှားတို့စင်ကာပူတို့ပေါ့နော်အဲ့ဒီကနေပြီးတော့ကျောင်းသားဗီဇာနေနဲ့တဆင့်လျှောက်တာပေါ့ရှင်အဲ့လိုလျှောက်တယ်ဆိုရင်လည်းအောင်မြင်ဖို့အရကတော့နည်းပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့အမေရိကန်နိုင်ငံရဲ့ဒီကျင့်သုံးတဲ့မူဝါဒတွေကပါလဲဆိုရင်အမေရိကန်ဗီဇာစီးမြင့်တွေကလျှောက်ထားသူရဲ့မူလနိုင်ငံသားအခြေအနေကိုပဲကြည့်ပြီးတော့တွက်ဆတာကြောင့်ပါရှင်။ကိုကထိုင်းနိုင်ငံလျှောက်လဲကိုရဲ့မူလနိုင်ငံသားကမြန်မာနိုင်ငံသားဖြစ်နေတယ်။ ိုကစင်ကာပူကနေရှောက်လဲကိုမူရနိုင်ငံသားကမြန်မာနိုင်ငံသားဖြစ်နေဆိုရင်သူတို့စစ်ဆေးတဲ့စီးကြက်တွေထဲမှာပါဝင်သွားမှာဖြစ်ပါရဲ့ရှင့်နောက်ဆုံးတက်ရောက်မှုကတော့ပညာသင်စုတွေဖြစ်ပါတယ်ကျမတို့ကပေါင်းမှာဆိုရင်ပညာသင်စုပေးတာရှိရယ်အမေရိကန်နဲ့မြန်မာကိုပေးရလို့ရှိရယ်ပေါ့နော်။ပြီးတော့တက္ကသိုလ်အချင်းချင်းပူးပေါင်းဆောင်ရတာလည်းရှိပါရဲ့ရှင်။အဲ့လိုပူးပေါင်းဆောင်ရတဲ့ရှိလာတဲ့အခါကျလို့ရှိရင်အမေရိကန်ကတက္ကသိုလ်တွေကဆိုရင်မြန်မာနိုင်ငံသားအကြောင်းသားကိုဆိုရင်ရွေးချယ်ဖို့အတွက်ကိုနောက်ဆိုရင်အခွင့်အရေးပေးတာနှဲသွားပါလိမ့်မယ်ရှင်။ ရွေးချစ်ဆရာရှိရွေးလို့ရှိရင်မြန်မာနိုင်ငံသားကိုမရွေးတော့ဘူးရှင်အဲ့ဒါကိုပြောချင်တာចောင်းသားနှစ်ယောက်တွေ့လို့ပေါ့နော်ဥမာပေါ့ဟိုထိုင်းနဲ့မြန်မာနဲ့ចောင်းသားနှစ်ယောက်တည်းကတယောက်ကိုရွေးရမယ်ဆိုရင်မြန်မာကိုမရွေးတော့ဘူးရှင်ဘာကြောင့်လဲဆိုတော့မြန်မာကိုသူတို့အစိုးရကန့်တတ်ထားတဲ့အတွက်သူတို့ဟာဆိုရင်နောက်ချန်ပြီးတော့ထားခဲ့မှာဖြစ်ပါတယ်ရှင်ဒါလေးကတော့ပညာရေးအနေနဲ့ဆုံးရှုံးမှုတစ်ခုသာဖြစ်ပါတယ်ရှင်ကျမအနေနဲ့တက်တလောက်မှတ်တလောက်ပြီးပေါ့နော်အကြံဉာဏ်ပေးရမယ်ဆိုတော့မူဝါဒပြောင်းလဲသွားပြီဖြစ်တယ်ဒါကြောင့်အမေရိကန်နိုင်ငံမှာပညာသင်ကျင်တဲ့လူငယ်တွေအနေနဲ့အခြားအရန်နိုင်ငံလေးပေါ့နော် ထားထားပြီးတော့အတွက်ကိုစီစဉ်ဖို့အတွက်ကိုကျွန်မပြောပြပေးချင်ပါရှင့်။ဥမာကိုကအမေရိကန်တက္ကသိုလ်ရှောက်မယ်ဆိုရင်အရန်တက္ကသိုလ်လေးထားတာပေါ့ရှင့်။ဥမာအော်စီမှာရှောက်မလား။အခြားဘယ်နိုင်ငံမှာရှောက်မလဲပေါ့။အရန်အနေနဲ့ထားတာပေါ့။ကိုကမရအောင်ဆိုရင်ဒီအရန်ထဲမှာပါတဲ့တက္ကသိုလ်မှာရှောက်ပေါ့ရှင့်အဓိကပညာသင်ဖို့အဓိကပဲမဟုတ်လားအမေရိကန်မှာအမေရိကန်ရောက်တော့အဓိကမဟုတ်တာရှင့်ကျွန်မပြောချင်တာဟုတ်တယ်မမေပညာသင်ဖို့အဓိကပဲဒါကြောင့်အမေရိကန်မှာမရရင်တော့မှတခြားနိုင်ငံမှာရောက်ဖို့အတွက်ကိုအရန်အနေနဲ့ရှောက်ထားကြပါရှင့် ဒါပြင်အမေရိကန်နိုင်ငံမှာပညာသင်ကျင်တဲ့ကလေးတွေကလေးမိဘတွေပေါ့နော်ကျောင်းသားမိဘတွေအနေနဲ့ဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့အမေရိကန်တန်ရုံကိုဆက်သွယ်ပြီးတော့ဒီထက်ပိုမှုသိကျင်တယ်ဆိုအသေးစိတ်လေးမေးမြန်းကြည့်ပါရှင့်မေးမြန်းပြီးတော့မှစီစဉ်စရာရှိတာကိုတင့်တော်သလိုစီစဉ်နိုင်ပါရှင့်ကျမခုပြောပြတာကတော့အမေရိကန်နိုင်ငံမှာပြောင်းလဲသွားတဲ့မူဝါဒအရကျမမြန်မာနိုင်ငံသားတွေပေါ်မှာတက်ရောက်လာမဲ့ကိစ္စလေးဖြစ်ပါရှင့်ကျမခုပြောပြတဲ့အကြောင်းအရာလေးတွေကိုကျောင်းသားမိဘလေးတွေပေါ့နော်မြန်မာနိုင်ငံသားတွေအမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့သူတွေအမေရိကန်နိုင်ငံကိုပေါ့နော်လိုက်သွားကျင်တဲ့သူတွေ အကျွတ်ရှိရလေအမျိုးသားသွားလိုက်တယ်အမျိုးသမီးကကြံခဲ့တယ်တကွာလိုက်သွားကြတယ်ပေါ့အဲ့ချိန်လေးတွေဆိုရင်နှောင့်နှေးကြံ့ကြံ့မှုတွေရှိလာနိုင်ပြီဒါကြောင့်အခုလေးကနေပြီးတော့ပြင်ဆင်မှုတွေပြောင်းလဲစဉ်းစားမှုတွေလုပ်နိုင်ဖို့အတွက်ကိုကျွန်မသတင်းချက်လက်လေးပေးတာပါရှင့်တူတယောက်ချင်းစီဖြည့်ရှင်းပုံကတူမှာမဟုတ်ပါဘူးရှင့်ဒါပေမဲ့တင်ကြတာကတော့သူများနိုင်ငံမူဝါဒဆိုတာကကျွန်မတို့နိုင်ငံနဲ့သိပြီးတော့မတူဘူးရှင့်သူကဒါဆိုဒါပဲတယောက်ဆိုတယောက်ဘရောက်ဆိုဘရောက်ဖြစ်တတ်တယ်ပေါ့နော်ဘလောက်တီပဲသွားပြီးတော့တောင်းဆိုနေပါစေဘယ်သူမှမလည်းတောင်းဆိုရမှာမဟုတ်ပါဘူးရှင့်ကျွန်မတို့နိုင်ငံမှာဒါတစ်ခုခုဖြစ်လို့ရှင့် ုညံပွားထားပြီးပေါ်လို့ရပြီးတော့ဟိုပြောချင်တာပြောပြီးတောင်းဆိုချင်တာတောင်းဆိုကြတာအမေရိကန်နိုင်ငံလောက်တယ်ဆိုရင်ဘယ်မြန်မာမှအဲ့ဒီအမေရိကန်မှာသွားပြီးမတောင်းဆိုရဲဘူးရှင်ဆန္ဒပြဖို့ဆိုတော့ဝေးငါတို့မြန်မာတွေကိုမင်းတို့လက်ခံပေးပါဆိုပြီးဘယ်သူဆန္ဒပြရဲလဲအမေရိကန်မှာဘယ်သူမှမပြရဲဘူးရှင်ဘာကြောင့်လဲဆိုတော့သူများနိုင်ငံလေသူများနိုင်ငံစီကံလေအဲ့လိုပေါ့နော်အဲ့ကြောင့်တချို့ကအိမ်ကျဲလေဆိုတော့အဲ့ဒါကိုပြောတာကိုယ့်အိမ်မှာပဲကျဲတာကိုယ့်ရဲ့အိမ်မှာဒါကိုယ့်ရဲ့မြန်မာနိုင်ငံမှာဒါတခုခုဆိုလူပါဝါတယ်နိုင်ငံတော်ဆိုးရအောင်လက်မခံဘူးနားမလဲပေးဘူးဂယုမဆိုင်ဘူးအချင်းချင်းစော်ကားတယ်သူများနိုင်ငံကြောင့်လို့ရှိရင်ညင်ဝှက်ပြီဗျာ တည်ရနေဝှပိပြလိမ္မာရေးချရှိမလဲခါတယ်အိန်ဂျယ်တွေအဲ့ဒါတို့လားအဲ့တော့အဲ့လိုအိန်ဂျယ်တွေကတော့မြန်မာနိုင်ငံသားအခွင့်အရေးဆိုတော့အမေရိကန်ကနေပြီးတော့သွားတောင်းဆိုမှမဟုတ်ဘူးသိကြရတယ်ရှင့်တို့ကလေတည်ရသွားတောင်းဆိုမှမဟုတ်ဘူးဒီတော့အဲ့ဒါကိုမျောလင့်မနေနဲ့ကိုယ့်အကူပဲချိန်ရင်းကြည့်ပြီးတော့လှုပ်ရှားကြပါရှင့်ဒါလေးပဲကျွန်တော်ပြောချင်ပါတယ်ရှင့်မိဘပြည်သူများရှင်ကျွန်မတရင်တန်ဆတ်မှုအစုံပိုင်းလေးမှာမိဘပြည်သူများအတွက်တခုအမျှဝေပေးချင်ပါရှင့်ဒီမို့ကွယ်တေပေါ်မှာလည်းမိဘပြည်သူတို့တော်တော်ပွားထနေတဲ့ကိစ္စလေးခုပါအဲ့ဒါလေးကိုကျွန်မ စဉ်းစားတွေးခေါ်မှုလေးနဲ့ပေါ့နော်အားလုံးအတွက်တင့်တော်စီမဲ့နီလန်းလေးနဲ့ဝင်ရောက်ပြီးတော့ကျွန်မပြောဆိုညှိနှိုင်းပေးကြပါရရှင်။ကျွန်မတို့မီဒီယာဆိုတာကပြဿနာတစ်ခုဖြစ်လို့ရှင်ကျွန်မတို့ကအမှန်အမှားကိုဝင်ရောက်ပြီးတော့ခွဲခြားပေးနိုင်တဲ့အာဏာမရှိပါဘူးရှင်။ဒါပေမဲ့ဗပောင်းဆောင်ကနေတင်ပြပြီးတော့မိဘပြည်သူများစဉ်းစားသုံးသပ်နိုင်ဖို့အတွက်တော့တင်ပြပေးဖို့တာဝန်ရှိပါတယ်။ဒါကြောင့်ကျွန်မဒါလေးရွေးချယ်ပြီးတင်ပြတာဖြစ်ပါရရှင်။ဒါလေးကသတင်းတော့မဟုတ်ပါဘူး။ ရမုတ်ကွမ်းပေါ်မှာဒီတက်တော့အကောင့်ပိုင်ရှင်မိန်းကလေးတယောက်ရှိရပေါ့နော်။သူ့အတူတော့သူကမေးလို့သုံးလုံးပါရရှင်။အကောင်မလေးကပိန်ပိန်တော်တော်လေးနဲ့တော်တော်ချောပါတယ်။ချစ်ဖို့လည်းကောင်းပါရှင်။လက်ရှိသူကဆိုရင်ရုရှားနိုင်ငံမှာနေထိုင်နေရတဲ့သူပါရှင်။မြန်မာနိုင်ငံသူလေးပေါ့နော်။အင်္ဂလိပ်စာလည်းရန်ကောက်ပါတယ်။အင်္ဂလိပ်စာသင်နေတာပေါ့နော်။ ။ तू อ่ะဒီ तू ရဲ့ TikTok account မှာဆိုရင်သင်ချာဆရာမကိုမကျင်တတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့ရှင်။ तू မြန်မာနိုင်ငံမှာကြောင်းတက်ရစင်တော့က तू ကြုံခဲ့တဲ့အရာလေးတွေကိုပြန်လည်ညှ့ဝေလေးရှိပါတယ်။အဲ့လိုညှ့ဝေတဲ့အခါမှာဆိုရင်ဒီအမျိုးသမီးလေးရပါတော့။ဟိုလူငယ်လေးလည်းဖြစ်တယ်ပြီးတော့ဟိုစကားပြောတာဆိုတော့တွက်လက်တယ်ပေါ့ရှင်။ပြီးတော့ကျွန်တော်တို့လူကြီးမိပါရင်တော်တော်များဒေါမကြိုးလို့ခံစားရတဲ့လူငယ်ပုံစံလေးလေ။ तू အဲ့လိုလေးရှိရဲ့ရှင်။ဒါလူကြီးအမြင်ကတော့ဒေါမကြိုးပေါ့။ဒါပေမဲ့အခုနောက်ပိုင်းလူငယ်တွေအဲ့လိုပုံစံလေးတွေဖြစ်လာတာများတယ်ရှင်။ဒါကိုကျွန်တော်တို့ကလည်း လူကြီးတွေကပေါ့နော်နားလည်ပေးရမယ့်သဘောတရားရှိပါတယ်ဒီရာပေါ်မှာပဲကျမတို့ကပြောင်းလဲပြီးတော့တို့ပေါ်ဆုံးမတဲ့ပုံစံလေးပြောင်းအောင်ပါပေါ့နော်အိုမျိုးဆက်တစ်ခုတစ်ခုကတော့ပုံစံမတူဘူးရှင်မတူဘူးသားကျမတို့အခွားခစ်ကဆိုလဲကျမတို့ထောက်ကျွေးလို့မမြင်ဘူးမမြင်ဘူးကျမတို့ဆက်ကြောတက်တော့လဲလေအဲဒီကောင်မလေးထောက်မကျိုးလိုက်တာနင်းတော့လေဒီလိုပုံစံနဲ့ဆိုတော့ယောက်ျားရရင်ဒုက္ခရအောင်မဲဆိုအခွားခန္ဓာဆူရဲရှင်အဲ့လိုပြောပေါ့နော်ဒီတော့ကျမတို့အသက်ရွယ်ရောက်လာတဲ့ခါကျတော့လဲကျမလည်းတည်ငြိမ်သွားခဲ့တယ် ဒါပေမဲ့ကျမတို့စေကျော်သက်လေးကြည့်ရခါကျတော့ကုပြည့်စီရင်မှာခါကျရင်အာတောင်မကျိုးပါလားလို့မြင်ချင်းချင်းဖြစ်တယ်။ဒါကျမတို့လူသားတွေရဲ့ပုံစံပဲလူကြီးဖြစ်သွားလို့ရှိရင်ကိုကတည်ငြိမ်သွားပြီလေ။ကိုကတည်ငြိမ်သွားပြီအဲ့တော့မတည်ငြိမ်တဲ့သူတွေကြည့်ပြီးတော့အဖြစ်နဲ့နဲ့မြင်တတ်တဲ့စိတ်လေးပေါ့နော်။ဒါလို့လည်းလားလူကြီးရေလျှော့တင်ပါလေရှင်။ဒါလေးဆိုအရင်ဆုံးပြပြချင်တယ်။လူငယ်တွေကအဲ့လိုပုံစံလေးဖြစ်သွားပြီရှင်။ဖြစ်သွားတဲ့အတွက်ကျမတို့ဒီပေါ်မှာသူတို့ကိုပြန်ပြီးတော့ တည်ငြိမ်လာအောင်ဘယ်လိုဆွဲဆောင်ရမလဲစီရောရမလဲဆိုတာပဲစဉ်းစားရမှာပေါ့နော်သူတို့အပြစ်တင်တာကသူတို့နဲ့ကျမတို့ပိုဝေးသွားစီပြီးဒုက္ခရောက်စေပါရဲ့အခုဒီမိန်းကလေးကဆိုရင်လည်းသူကသူ့ကြုံခဲ့တဲ့အရာပေါ့နော်ဟိုပြောတာပေါ့ရှင်ပြောတဲ့ခါမှာနည်းနည်းအဲ့လိုတောင်မကျိုးတဲ့ပုံစံလေးပေါ့ရှင်လူငယ်ဆိုတော့လေအဲ့လိုဆိုတော့အာလူကြီးတွေကဆုံးမတဲ့အခြေအနေတွေရှိလာတယ်။သူနဲ့လူကြီးကြားထဲမှာကရကဆဖြစ်ပြီးရန်ဖြစ်တာလေပြီးတော့ဆရာမတယောက်နဲ့လည်းသူရန်ဖြစ်တယ်ပေါ့နော်။အဲ့လိုဖြစ်လာရှင်အဲ့ဒါလေးကျမမြင်ရတယ်။တော်မကျမသွားလိလာတဲ့ခါကျတော့သူပြောတာတွေကသူကြုံခဲ့တဲ့အရာတွေပါ။ဒီမင်းကလေးကပေါ့နော်။ သူចောင်းတက်ဆင်တော့ကနည်းနည်းစိုးတဲ့ဆရာဆရာမရင်လည်းစုံပေပုံရပါရဲ့ရှင့်အဲ့လိုမျိုးရိုက်နှက်တာကအစလူပုံဒူပုံလဲမှာအဆက်ခွဲတာကအစပေါ့နော်သူလည်းဒါចောင်းတက်တဲ့ချိန်မှာဆိုဆယ်ကျော်သက်အပြိုရွယ်လေးလေဘသူမဆိုဒီချိန်မှာစိတ်ကမင်းရဲ့ချက်သေးလို့ရှင့်ရှက်တက်တယ်အဲ့လိုအချိန်မှာအဆက်ခွဲခြင်းခံခဲ့ရတဲ့ဒူပါရှက်ဒီစိတ်ထန်ရလေးကသူ့မှာပါလာတာပေါ့နော်ပြီးတော့သူကတခုရှိတာကသူကဒီဆရာဆရာမတွေအကြောင်းပြောပြီးလို့ရှင်တခြားလူတွေကတော့ comment လေးရေးခိုင်းတယ် ါနင်တို့လည်းအဲ့လိုဆီယမ်မိုင်နဲ့ကြုံခဲ့တယ်ဆိုခွန်မတ်ရေးသွားပါဆိုပြီးပြောလို့ရှိရဲ့ရှင်အဲ့တော့ကျမခွန်မတ်နေနဲ့တစ်ခုချင်းလိုက်ဖတ်ထားတယ်လိုက်ဖတ်ထားတဲ့အခါမှာစိတ်မကောင်းစရာကသူပြောတဲ့ဆီယမ်ဆီယမ်အမျိုးသားတွေကကျမနိုင်ငံမှာ တကယ်ပဲရှိနေပါရှင့်เจ้าသူလေးတွေကိုအဆက်ခွဲတာတွေအဲ့လိုရက်ဆက်ဆက်ရိုက်နှက်တာတွေလူရှိသူရှိမှမပြောတဲ့မပြောထိုက်တဲ့စကားတွေပြောတာတွေဟာတကယ်လောက်ကင်ခဲ့ကြဟန်တူပါရှင့်ခွန်မတ်နေမှာတကယ်ကိုကိုတွေ့တွေဝင်ရေးခဲ့တာပေါ့နော်ကျွန်မနေနဲ့အပိုင်းလေးတွေအများကြီးရောတော့စဉ်းစားစရာပေါ်လာတာပေါ့ရှင်လူငယ်လေးတွေရိုင်းလာတဲ့ ဘာကြောင့်ရိုင်းလာလာလဲဆိုတာကိုလည်းကျွန်မတို့လူကြီးတွေအဖြေရှာတတ်ပါတယ်ရှင့်တကုတ်ကုတ်ဆိုကျွန်မတို့ကဘာသာတရားနဲ့တော့ဆုံးပါတယ်ဆိုပေမဲ့သူတို့ကျန်ထဲမှာရှိနေတဲ့အဆိုင်ခဲလေးတွေကဘာလဲဆိုတာကိုလည်းသိအောင်ကျွန်မတို့လုပ်ရမယ်ရှင့်ဒီတော့မှကျွန်မတို့နဲ့သူတို့ကြားထဲမှာဖြစ်နေတဲ့ကွာခချက်ကြီးကအကြီးကြီးမရှိတော့ပါပါရှင့်ကျွန်မအလိုပဲမြင်ပါတယ်ပြီးတော့ဒီလိုမျိုးပေါ့နော်ကျွန်မနိုင်ငံမှာဆရာတွေနဲ့ပတ်သက်ပြီးတော့လည်းအမြင်ဆောင်တာတွေရှိလာတယ်ဆိုတာဒီလိုဆရာဆိုးတွေကြောင့်ဖြစ်ပါရဲ့ရှင့်ဒါလေးကိုစင်ကြင်မို့လို့ပါတယ်ဆရာတွေရဲ့ကျင့်ဝတ်ရှိရယ်လေအဲ့ဒီကျင့်ဝတ်လေးကိုကျွန်မပန်ဖတ်ပြအောင်လဲဆိုရင် အတက်လဲတင်ပဲ့ပြင်ဆုံးမှတိတ်ပမချမ်းဘေးရန်စီကတင့်ရအဖို့ဆရာတို့ကျင့်ဖို့ဝင်ကားပြားဆိုရဲကျင့်ဝင်လေးပေါ့ရှင်ဆရာကျင့်ဝင်၅ပါးပေါ့နော်ဒါလေးကိုကျမတို့လိုက်နာခြင်းသုံးတဲ့ဆရာကောင်းတွေရှိပါတယ်။အဲ့ဆရာကောင်းတွေကြောက်ပဲကျမတို့ကလိမ္မာရေးချမ်းရှိတဲ့လူသားတွေဖြစ်လာတာပါရှင့်။ဒါပေမဲ့ဒီဆရာကျင့်မှုကိုဖယ်ခြင်းပြီးတော့ကလေးတွေပေါ်မှာစိတ်ဓာန်ရာတွေပေးတဲ့ဆရာဆရာမတွေလည်းရှိနေပါတယ်ရှင့်။စုံပြူတွေပေါ့နော်။ဒီဆရာဆရာမတွေနေနေရတော့ဒီလိုမျိုးစိုးသွမ်းတဲ့ကလေးတွေတောင်မကျိုးတဲ့ကလေးတွေဖြစ်လာစေဖို့အတွက် ဒါဟာဒီဆရာဆရာမတွေရဲ့တာဝန်ကြောက်ပါပဲဒီဆရာဆရာမတွေရဲ့မှားမှားကြောင်ပါပဲရှင်ဒီဆရာဆရာမတွေကြောင့်ကောင်းမွန်တဲ့ဆရာဆရာမတွေပါစော်ကားခံရတာပါရှင်ကျွန်မအဲ့လိုပဲမြင်ပါတယ်ဒါကြောင့်ကိုကဒီလိုဆရာဆရာမဖြစ်နေလားဆိုတာစဉ်းစားစဉ်းနေသုံးသပ်ပါကိုရဲ့နေစဉ်လုပ်ငန်းကွယ်မှာကလေးတွေကိုစိတ်ဓာတ်ရမပေးမိအောင်လို့ကလေးတွေပေါ်မှာနားလည်မှုရှိရှိနဲ့ပညာသင်ကြားပေးပါလို့လည်းကျွန်မအနေနဲ့ကြားရတယ်မြစ်ထားအကန့်ကျင်ပါရှင်ကျမအနေနဲ့ဒီကြောင်ရလေးကတော့တည်င်းတော့မဟုတ်ပါဘူးရှင်။ဒါပေမဲ့မိဘပြည်သူတွေကကျမကိုဒီကြောင်ရလေးနဲ့ပတ်သက်ပြီးပြောစီခြင်းနဲ့ပေါ့နော်။သမီးရဲ့ တမီးသတင်းကိုတဲ့အန်တီတို့ကတိုင်လုံးနားထောင်နေတဲ့ရှိရကျို့တချို့ရေလေကျို့မိဘပြည်သူတွေကတိုင်လုံးနားထောင်နားတဲ့အဲ့လိုနားထောင်နေချိန်ကြလို့ရှိရင်တို့အိမ်မှာရှိရဇေကျော်သက်လေးတွေကိုပါလာပြီးကြည်ခိုင်းတာ TV မှာဖွင့်ထားတာတဲ့ကျမတရင်အောင်လေကျမတရင်တက်ဆက်လို့ရှင် TV မှာဖွင့်တယ် YouTube ကနေကြည်ရတယ်သူတို့ TV မှာဖွင့်တယ်ပြီးတအိလုံးနားထောင်တာကလေးတွေအားစာလာနားထောင်ခိုင်းတာဒီတော့တဲ့တမီးရဲ့တရင်ကိုတဲ့အန်တီတို့အိမ်ကပေါ့နော်ကလေးတွေအားစာနားထောင်ပြီးသဘောကျတယ်တဲ့ဒါကြောင့်ဆယ်ကျော်သက်လေးရဲ့ရှိရပေါ့နော်သူတို့ကတဲ့တမီးအဲ့လိုခါလေးစုံးမလို့ရှင်အဲနင်တို့အမအမစနိုက်ပါစုပြောနေပြီးတွေ့လာနင်တို့တွေဆို ပြန်ပြီးတော့ထပ်ဆင်ဆုံးမတဲ့အခါမှာပို့ပြီးလွယ်တယ်တဲ့အဲ့လိုပြောရရှင်ဒီအဲ့ဒါကျွန်တော်ကအော်လို့ဒီလိုမျိုးကိုဖန်နေမှာစကြောတက်လေးတဲ့ရှိရဆိုတာသိရတော့ဝမ်းသာရရှင်ပြီးတော့ကျွန်မမိတ္တာနဲ့ဆုံးမလိုက်တဲ့စကားလေးကိုသူတို့တကယ်နားထောင်ပြီးတော့မိဘနဲ့သားသမီးဆုံးမရတာလွယ်ကူတယ်ဆိုတာသိရတော့လည်းကျွန်မဝမ်းသာပါရှင့်ကြောင့်ကျွန်မအနေနဲ့တည်င်းလေးကိုရွေးချယ်ပြီးတော့ဒီကိစ္စလေးကိုပေါ့နော်ရွေးချယ်ပြီးတော့ကလေးတွေကိုလည်းစုံမတာဖြစ်ပါတယ်လူကြီးတွေလည်းစုံမတာဖြစ်ပါရှင့်လူကြီးလည်းနားထောင်နေဆိုတော့လေကျွန်တော်တော့မျိုးဆက်တစ်ခုလုံးကြီးမှာကွာဟပြီးတော့တူးနဲ့တူးအာလူကြီးကလည်းလူငယ်ကိုတောင်းမကြိုးဘူး လူငယ်ကလည်းလူကြီးကိုအာအရန်အောင်တဲ့မှာခင်နောက်ကြနေပြီဆိုတော့အတွေးမပြောအောင်လို့ကျမတို့မျိုးဆက်နှစ်ခုကိုဒီလိုဆွဲကပ်มาရမယ်ရှင်တိတ်မဝေးမှဖြစ်မယ်ပေါ့နော်လူကြီးကလည်းလူငယ်တွေရဲ့ခေရစီကြအောင်တိတ်မှဖြစ်မယ်လူငယ်တွေရင်ထဲကစိတ်ဓာတ်ရတွေကိုနားလည်မှဖြစ်မယ်ဒီတော့မှလူငယ်တွေကလည်းလူကြီးအပေါ်မှာ respect ထားတက်လာမယ်လေးစားမှုပို့လာမယ်ဒီချိန်မှာလူငယ်လူကြီးကတိတ်ပြီးမခွာဟလောက်တော့ရှင်ဒါဆိုတော့ကျမတို့လူမှုတိုင်ဝန်ရဒီချက်ပို့ပြီးအစဉ်ပြေလာမယ်လို့ယုံကြည်ပါရှင်ကျမတို့ကလက်ရှိမှာလူကြီးဖြစ်နေတဲ့သူတွေပေါ့နော် ဒါပေမဲ့တချိန်တော့ကျမကိုလည်းကလေးလေးပဲလေစေကျော်သက်လေးလေးပဲလေအဲ့ဒီဘုရားနေကျမတို့ဖြတ်တန်းခေစားတာပဲမဟုတ်လားဒါကြောင့်စေကျော်သက်လေးလေးကိုကျမတို့အရင်ဆုံးနားလည်ပေးလိုက်ပါသူတို့နဲ့ရင်းနှီးမှုရယူပါသူတို့ကိုဆုံးမနိုင်အောင်ကြိုးစားကြည့်ပါရှင့်စေကျော်သက်လေးတွေရတယ်တချို့အပြုတ်မှုလေးတွေမှာရိုင်းနေရဲဆိုရင်ကိုကိုကိုစင်ကြင်မှာမြမရင်ချင်းမှုဆိုတော့မမေ့ပါနဲ့ရှင့်ဘလို့ပဲနိုင်ငံသားသူတွေလိုမျိုးလွတ်လပ်ပွန့်လန်းစွာနေထိုင်စေကမှုကိုကမြမမင်းကြီးတယောက်ဖြစ်တယ်ဆိုတော့မမေ့ပါနဲ့ရှင့် ဒီလိုမျိုးလေးညံ့ညံ့တက်တက်နေထိုင်မှလားလူငယ်တွေကလည်းနောက်ချင်းအသက်ကြီးရဲ့ချိန်ကြလို့ရှင်နောင်တတွေမရမှာပါရှင်တချို့ဆိုနောင်တရတာရှိရဲ့အော်90ကျော်တက်တော့ငါရဲ့အမေကိုငါဒီလိုပြောခဲ့မိတယ်။ငါ့အဖွားကငါဒီလိုပြောခဲ့မိတယ်။ငါဆရာဆရာမကငါဒီလိုပြောခဲ့မိတယ်။ငါခုခွင့်လွတ်ပြီးတော့တောင်းပန်ခြင်းနဲ့ငါရှစ်ခိုးကြော်ပြီးတောင်းပန်ခြင်းပါတယ်ဆိုလို့ဆရာဆရာမလည်းကိုနာမှာမရှိတော့ဘူး။ကိုမိဘကလည်းကိုနာမှာမရှိတော့ဘူးဆိုတဲ့လူငယ်တွေများရှိပါရဲ့ရှင့်။ဒီလိုမဖြစ်အောင်လို့လည်းအမကနေပြီးတော့ဆုံးပါတာဖြစ်ပါရဲ့ရှင့်။မြတ်မြတ်တက်တာနဲ့ မျက်စိမှပြိပရာလမ်းစဉ်လေးလိုက်ကြမယ်ဆိုရင်တော့ကျမတို့နောင်တကင်းစွာနဲ့လူကြီးလူငယ်အဆင်ပြေစွာနေထိုင်နိုင်မယ်လို့ယုံကြည်ပါရရှင့်ကျမပြောတဲ့ဆိုလိုရင်းလေးစဉ်းစားလေးကိုနားလည်မယ်လို့ထင်ပါတယ်လူကြီးမိဘတွေနဲ့ကလေးတငယ်တွေဆရာဆရာမတွေနဲ့တပည့်တွေအဆင်ပြေကြပါစေပြီးတော့ online ပေါ်မှာသင်ချာဆရာမကိုအမြဲတမ်းမကျင်မနဲ့ဖြစ်နေတဲ့ညီမလေးလည်းရှင်ထဲမှာအဆိုင်ခဲလေးအများရှိရဲဆိုရင်ကြည်သွားနိုင်ပါစေလို့ကျမအနေနဲ့ဆန္ဒပြုပါရရှင့် ကျွန်မတင်တင်ဆက်မှုလေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကြမှာကြပါစေ။ကျွန်မတို့ပျော်ရွှင်တဲ့နိုင်ငံတော်အသစ်တစ်ခုစီကိုအမြဲဆုံးရောက်ရှိနိုင်ပါစေလို့ကျွန်မကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။